အခုဒဝေရင်နဲ့စိတ်ကံဒီကျွန်တော်တို့ကရင်ရဲ့ tradition နဲ့အရာအမျိုးသားဆက်ကာကွယ်စောင့်ရှောက်သော area ဖြစ်တယ်ဆိုတာကိုလည်းအခုခိုးလောက်ခဲ့တဲ့မင်း online ရောရုရှားရောသတိပြုဖို့လိုပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ tradition နဲ့အရာ national level ထိမ့်သိမ်းထားတဲ့နေမြေတစ်ခုကိုနောက်တစ်ချိန်ကြာလို့ ဒီအပေါ်မှာကျွန်တော်တို့အရင်တည်ပြီးတော့ရောကြီးတောင်းခံခဲ့တဲ့အရောအစားလုံးကြမယ်ဆိုရင်တော့ဘာတွေဆက်ပြက်လာမလဲဆိုတာဥပဒေပညာရှင်တွေရောတမိုင်းပညာရှင်တွေရောသဘောပေါက်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်စကွန်ဆာမူချက်မူကြီးမင်းအောင်လိုင်ရဲ့ရုရှားခရီးစဉ်အပြီးမှာတော့တဝဲကြီးနဲ့စိတ်ကန်းစီမံကိန်းကိုရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့စကောင်စီဘက်ကအတည်ပြုလိုက်ပါတယ်။ ပြည်တွင်စစ်ပုံမှုကြီးထွားလာပြီးစစ်ကောင်စီဘက်ကနယ်မြေတွေလက်လွတ်ဆုပ်ချုပ်ရချိန်မှာတပ်ဖွဲ့ရင်းနဲ့စစ်ကမ်းစီမံကိန်းနဲ့ပတ်သက်ပြီးရုရှားကိုစစ်ကောင်စီကလုတ်ကန်ခွင့်ပေးလိုက်တာဟာစစ်ရဲ့အခြေအနေတွေကိုပိုပြီးရှုပ်ထွေးစေနိုင်တယ်လို့မြန်မာနိုင်ငံရဲ့အကြက်ခတ်တွေကထောက်ပြပြောဆိုထားပါတယ် တနင်္သာရီဒေသကိုလည်းစကောင်းစီဘက်ကအပြည့်အဝထိတ်ချုပ်ထားနိုင်တဲ့အခြေအနေမရှိသလိုတဝဲရီနဲ့စိတ်ကန်းစီမံကိန်းနဲ့ထိဆက်နေတဲ့နေရာတွေဟာကရင်အမျိုးသားအစည်းအရုပ် KNU ရဲ့ထိတ်ချုပ်နယ်မြေတွေဖြစ်လို့တစ်ဖက်နဲ့တစ်ဖက်ပိုတိုက်မှုတွေပိုပြီးကြီးထွားလာနိုင်ပါတယ်စစ်ကောင်စီကရုရှားကိုလွတ်ကန်ခွင့်ပေးလိုက်တဲ့တဝဲရင်းနဲ့စိတ်ကန်စီမံကိန်းနဲ့ပတ်သက်ပြီးခင်ယူပြောရေးဆိုခွင့်ရှိသူပရိုဆော့တော်နင်ကအခုလိုယတိပြက်ပြောဆိုလိုက်ပါတယ် ဒွေစီမံကိန်းကအဲ့ဒါဟိုပရမတ်ချက်ရေနာစိတ်ကန်းထောက်မယ်ဒုတိယတစ်ချက်ကစိတ်မှုစုထောက်မယ်ဆိုတာသူ့နေနဲ့အကူရောမရှိနိုင်ပြင်သူကနေစားဒီတာကိုလုံမှဆိုအထူးသဖြင့်ပင်လကန်းကြီးကနေဆိုထိထိခီးနေစားတဲ့အထိပေါ့နော်ဆိုတော့အဲ့ဒါတော့ကျွန်တော်တို့ထိုက်တဲ့တိုးမှာပဲလေအဲ့ဒါတော့သူဘလို့ကဒီအကောင့်နဲ့ပေါ်ပေါ်သိမ့်မမြင်ရပါဘူး တဝက်ရည်နဲ့စိတ်ကန်းစီမံကိန်းကို2005ခုနှစ်အတွင်းထိုင်းနိုင်ငံမှကျွမ်းကျင်ပင်ရရှင်တွေကအကောင့်ထဲဖော်ရန်လေးလာမှုတွေပြုလုပ်ခဲ့ပြီး2008ခုနှစ်ဇွန်လအတွင်းထိုင်းနိုင်ငံအီတလီယံထိုင်းကုမ္ပဏီနဲ့မြန်မာနိုင်ငံတို့အကြားနားလည်မှုစာချုပ်လွှာလက်မှတ်ရေးထိုးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စီမံကိန်းကို2008ခုနှစ်တွင်စတင်အကောင့်ထဲပေါခဲ့ပြီးမဲ့တိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိခဲ့ဘဲအကြောင်းမျိုးမျိုးကြောင့်အီတလီယံထိုင်းကုမ္ပဏီနဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအဆုတ်သက်ရပ်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ်စစ်ကောင်ဆောင်ရဲ့ရုရှားခီးစင်အပီမှာတော့တဝရည်နဲ့စစ်ကန်စီမံကိန်းနဲ့ပတ်သက်ပြီးရုရှားကလုပ်ကန်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးကရင်လူမျိုးတရားလွတ်တော်ရှင်နေစောပါဦးလေးပြောပြတာကမင်းအောင်လိုက်အခုရုရှားကိုလက်ထိုးသိမ့်ပေးလိုက်တဲ့တဝရည်နဲ့စစ်ကန်ကြီးကျွန်တော်တို့ဗမာလူမျိုးတွေပိုင်တဲ့နယ်မြေမှာဟုတ်ပါဘူး။အဲ့ဒီနယ်မြေတွေမှာကျွန်တော်တို့ကာချာအရကျွန်တော်တို့ ကရင်တွေရှိသလိုတစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့တိုင်းရင်းသားညီကိုတွေဖြစ်တဲ့တဝဲဖိတ်ဆက်လုံးတိုင်းရင်းသားတွေရှိနေသေးတယ်ဆိုတာကိုတစ်ချက်သတိပြုဖို့လိုပါတယ်။နောက်တစ်ခုမြန်မာနိုင်ငံကြီးကျွန်တော်တို့လွတ်လပ်ရပြီကတည်းကဒီမိုကရေစီစနစ်နဲ့ကျင့်သုံးမယ်လို့နိုင်ငံရေးမူဝါဒကြေညာခဲ့တဲ့နိုင်ငံဖြစ်သည့်အားလျော်စွာဒီလိုနေရာဒေသတွေကို ုပ်စုတစုကားသောလကောင်လူမျိုးတစ်မျိုးကားသောနောက်ဝက်ကြီးအုပ်လုပ်နေရပါစစ်ကောင်စီနဲ့ရုရှားအကျိုးတူပူးပေါင်းလှုပ်ဆောင်တဲ့တဝဲရည်နဲ့စိတ်ကန်းစီမံကိန်းစတင်လုပ်ကိုင်ပါကဒေသခံလူထုနဲ့လည်းပူတိုက်မှုတွေရှိနိုင်တယ်ဆိုတော့ထောက်ပြပြောဆိုမှုတွေလည်းရှိနေပါတယ်တဝဲရည်နဲ့စိတ်ကန်းနဲ့ထိစပ်နေတဲ့နယ်မြေတွေအပြင်စီမံကိန်းအတွက်ကုန်ပစ္စည်းတည်ယူပို့ဆောင်မဲ့လမ်းကြောင်းတစ်လျှောက်ဟာလည်းခရင်ယူထိတ်ချုပ်နယ်မြေတွေဖြစ်နေပါတယ် ။ဆရာဒီလောက်ကြီးကြီးကြီးလုံနိုင်ဖို့ဆိုတာတော့စစ်ကောင်စီဘက်ကဘာလဲအခုလောလောဆရာကျွန်တော်တွေ့နေရတာရုရှားကိုကပ်ဖားရဖားလုတ်တော့ရှောက်တော့ဟိုမဖြစ်နေတဲ့ဟာတွေရှောက်လုံနေတာပဲလေဟိုမြောက်ပြီးဒီမြောက်ပြီးတွေရှောက်တော့အဲ့လိုလုံနေတဲ့အနေဆင့်ပဲရှိတယ်ဘာလို့လဲဆိုတော့ဒီဒေသအခုလက်ရှိကသူတို့ဒီဒီအမှတ်ရှိပြီးတော့သူလမ်းမယူလဲသူ မမထိချောက်နိုင်တာဥပမာမောရောင်ဘက်ကိုလမ်းလည်းသူမထိချောက်နိုင်ဘူးအဲ့ပြလင်ကန်းကြီးကနေသူထီကြီးကိုလှုပ်ဖို့ဆိုတာတပ်ဖန်လေးတစ်ခုလှုပ်ခတ်နေတယ်သူဘလို့လှုပ်လဲအဲ့ဒါဘလို့မှဖြစ်နိုင်မလဲတနင်္သာရီဒေသရဲ့တပဝပအဝင်ချင်းအခြေအနေဟာပကတိအကောင့်တိုင်းရှိနေပါတယ်ဒါဟာတပဝပအဝင်ချင်းထိခိုက်စေတဲ့လုပ်ငန်းတွေတနင်္သာရီဒေသမှာနေပါနေတယ်ဆိုတာကိုထင်ဟပ်စေတာပါဘယ်နိုင်ငံမဆိုငွေကြေးအလုံးအင်းနဲ့ထဲဝင်ပြီးတော့လှုပ်တဲ့စီမံချက်မှန်သမျှ ဲ့ဒီတဘာဝပေါ့ဝင်ခြင်းထိမ့်သိမ့်ရေးဆိုတဲ့အသိတရားနဲ့ကျင့်ဝတ်ကိုဖယ်နိုင်အောင်မကျင့်လို့အဲ့ဒါလုံးမကျင့်သုံးလို့လေကျွန်တော်တို့မြန်မာနိုင်ငံရှေ့မှာဖြစ်ခဲ့ပြီးသားပြီအဲ့ဒါဘာလဲဆိုတော့အေအဝဒီလဲမျိုးညှက်တဲ့မြေဆုံစီမံကေဒါကျွန်တော်တို့သာရကအကောင်းဆုံးတွေ့တာမျိုးဆိုတော့ကကြတော့ပြောကျင်တာကအကယ်၍များရုရှားကအဲ့ဒီဒဝေရီနဲ့ ထိတ်ကံစီမံကိန်းကိုအထင်ကြကြအကောင့်ထဲပေါ်ခဲ့မယ်ဆိုရင်နံပါတ်၁ချက်ကျွန်တော်တို့ပင်လေရေအောင်မှနေတဲ့ရေနေတတဝါတွေငါးမျိုးစိတ်တွေအကောင်လုံးပြတ်သုံးသွားနိုင်တဲ့အခြေအနေရှိတယ်လို့ဒုတိယနာဂင်မျိုးဖြစ်ခဲ့ရင်တနင်္သာရီတိုင်းဒီ ေယာဝရီတိုင်းကဲ့သို့စုတ်ပြတ်သွားသွားမလားဆိုတာကကျွန်တော်ထက်ဆိုင်သဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းပညာရှင်တွေနဲ့မိုးလေဝသပညာရှင်တွေပုံပြီးသိပါလိမ့်မယ်ကရင်အမျိုးသားအစည်းရုပ်ခင်းယူဘက်ကတော့စစ်ကောင်စီအနေနဲ့တဝဲရည်နဲ့စိတ်ကန်စီမံကိန်းအကောင့်ထဲပေါ်မယ်ဆိုရင်သူတို့နဲ့ထိတ်တိုက်တွေ့မယ်အခြေအနေဖြစ်တယ်လို့အတိအလင်းပြောဆိုထားပါတယ်